ရှိနေတာအဲ့ဒီတတိမျိုးတွေကိုအပမာဒလို့ပြောရလားလို့ဆိုတော့ပေါ့ဒီတကလုံးလေးကတမ္မမမိမလျော်တဲ့အဓိပ္ပာယ်မျိုးကိုဆိုလိုတာမဟုတ်ဘူးတဲ့ဒါကြောင့်အပမာဒရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာသူကအပမာဒဆိုတာတဲ့ကုသကောင်းမှုပြုလုပ်ဖို့ရာအတွက်အနေရန်တတိရှိနေတာကုသကောင်းမှုကိုတလေးတစားလုပ်တာဆက်ဆက်မပြတ်လုပ်တာ စားစားလောက်ခံဆွေဆွေမြဲမြဲလောက်ခံအဲ့ဒါလိုလုံးစေတတ်တဲ့တတိကိုသားလေအပမာရလို့ပြောတာတဲ့တာမန်မမေ့မလျော့တာကိုပြောတာမဟုတ်ဘူးလို့ဆိုတော့ဒီအပမာရဆိုတဲ့တရားတာမန်တတိလို့မဟုတ်ဘူးဘုရားတဏ္ဍာမဖြစ်ဖို့ရအမှန်တမ်းခဲနေလို့ပြောရလူတွေကတတိကောင်းတယ်တတိကောင်းတယ်လို့ပြောပေမဲ့လို့လူအပ်တဲ့တတိကောင်းတာမ ရှိတယ်ပေါ့ကုသိုလ်ဆိုတာတတိပြုတ္တမဖြစ်လို့ရတာပေါ့အလုံးစုံဖြစ်ဖို့ရမရှိဘူးပေါ့တတိဟာတကယ်တော့လေရှားပါပစ္စည်းလေ့ကျင့်မွေးမြူထားခြင်းမရှိဘူးဆိုလို့ရှိရင်သူ့ဟာသူပေါ်လာမဲ့သဘောမဟုတ်ဘူးပေါ့အဲ့တော့တမန်အပြည့်လူတွေကတော့ပြောတာတတိတတိနဲ့ဒီလိုပြောကြအဲ့ဒီလိုတမန်တတိမျိုးဒီနေရာမှာမဆိုလို့ရတဲ့အပမာဒဆိုတဲ့မမိမလျော်တဲ့တတိဆိုတာ ဆက်စပ်နေတဲ့လေ့ကျင့်ထားတဲ့တတိမလေ့ကျင့်ရမယ့်နေရာတွေကိုလည်းမြတ်စွာဘုရားကတတိပ္ပံတရား၄ပါးဆိုပြီးတော့ဟောကြားထားတာရှိတယ်လေ။ကာယဆိုတဲ့အာယုဝေဒနာဆိုတဲ့အာယုစိတ်ဓာတ်ဆိုတဲ့အာယုဓမ္မဆိုတဲ့အာယုအဲ့ဒီအာယု၄မျိုးတည်းကမိမိလလမှာလွယ်ကူရာအစဉ်ပြေရာအာယုတစ်ခုနဲ့ကိုယ်တတိကိုကိုယ်လေ့ကျင့်ဖို့ဘယ်ရာစဉ်းစားမှန်းပြတတိရှိအောင်ကြို ဖြစ်အောင်လည်းပဲတတိဆောင်ဖို့အမှန်မှအရေးကြီးတာပေါ့ဒီတတိတရားရှိမှကုသိုလ်ဆိုတာလုံးဖြစ်တယ်တဲ့အနေဝဆိုရင်ကုသိုလ်ဆိုတာမလုံးဖြစ်ဘူးအဲ့တော့ဒီအပမာဒဆိုတဲ့တတိတရားဟာဘာကြောင့်ကြီးကျယ်မြင့်မြတ်နေရတယ်လဲလို့ဆိုရင်ကုသိုလ်ဖြစ်တာတွေမှန်တယ်များသူရဲ့ဒုဆောင်မှုကြောင့်ပဲအလုံးဟာကုသပြုဖို့ရမမေ့သည့်အတွက်ကြောင့်ကုသလုံးမိချတာ လူတိုင်းလူတိုင်းကုသိုလ်လုံးမိတာဟာအပမာဒဆိုတဲ့တတိလေးဝင်လာတဲ့အချိန်လေးမှာလုံးမိကြတာလို့